မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပါမယ်ဒီကနေ့မှာတော့မလေးရှားမှာရှိတဲ့စားသောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီဝင်စရာ၃နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်မြန်မာ30ဦးဖက်စီခံရရဲ့ဆွေတရင်အပါအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်မှာပါဒီသတင်းအပြင်မော်ဘီမြို့နယ်ပြည်လမ်းမှာရေတိမ်မှမှု ဖြစ်ပွားပြီးအမျိုးသားတဦးတည်ဆုံနေတဲ့တွင် ဂါဇာစစ်ပွဲပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတနယ်ထရန့်ကြေညာခဲ့ပြီးရဲ့နောက်နိုင်ပိုင်းတွင်ဂါဇာမှာဟာမတ်စ်ကအစ္စရေးတစားကတ်များကိုပြန်လွှတ်တဲ့တဲ့။ရက်ဖိုကိုဂါဇာသမားဘဝစိတ်ပျက်စရာအခြေအနေနဲ့အဆုံးမသက်စေရေးတူဟဲ3ပြေးတဲ့အစားရှိတဲ့များကိုတင်ဆက်ပါပါ။ဥဆောင်တဲ့တပုံဒီနေ မလေးရှားမှာရှိတဲ့စားသောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီဝင်စစ်ရာ၃နှစ်ရွယ်ကလေးငယ်တဦးအပါအဝင်မြန်မာ၃၀ဦးဖမ်းဆီးခံရတဲ့တရင်ကိုတင်ဆက်ပါမယ်။မလေးရှားမှာရှိတဲ့စားသောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီဝင်စစ်ရာ၃နှစ်ရွယ်ကလေးငယ်တဦးအပါအဝင်မြန်မာ၃၀ဦးဖမ်းဆီးခံရတယ်လို့မလေးရှားအခြေစိုက်သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ လေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ကိုလိုင်းအင်တာပိုရာမှာရှိတဲ့စားသောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီနဲ့ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးမြန်မာအပေါင်းဝင်တခြားနိုင်ငံသားတွေလည်းဖမ်းဆီးခံရတာဖြစ်ပါတယ်။ဂျိုဟိုးပြည်လူဝင်မှုကြီးကြပ်ရေးဌာနကနိုင်ငံသားသား143ကိုစစ်ဆေးရာအထောက်အထားမရှိသူ62ဦးကိုဖမ်းဆီးရမိကြောင်းဖမ်းဆီးခံရသူတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား3ဦး၊အင်ဒိုနီးရှားနိုင်ငံသား9ဦး၊မြန်မာနိုင်ငံသား30၊နီပေါ်နိုင်ငံသား1ဦး၊တရီလင်္ကာနိုင်ငံသား1ဦး၊အိန္ဒိယနိုင်ငံသား2ဦး ဗီယက်နမ်အမျိုးသမီး2ဦး၊အင်ဒိုနီးရှားအမျိုးသမီး3ဦး၊မြန်မာအမျိုးသမီး14ဦးနဲ့မြန်မာအမျိုးသမီးကလေးငယ်တို့ပေါင်းဝင်ကြောင်းမလေးရှားလူဝင်မှုကြီးကြပ်ရေးကထုတ်ပြန်ထားပါတယ်။အဆိုပါစားသောက်ဆိုင်2ဆိုင်မှာဖမ်းဆီးရမိသူတွေဟာတရားဝင်ပါမင်းမရှိပဲလောက်ကင်နေတာဖြစ်ကြောင်းအော်တိုဝါ7ရက်ည9နာရီခန့်မှာဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနကဒါရိုက်တာကဖမ်းဆီးခံရသူတွေကိုတရားဝင်ခရီးသွားစာရွက်စာရမ်းမရှိတာ၊ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာ ဗီဇာတွေကိုအလဲသုံးစားလုပ်ပြီးတရားမဝင်အလုပ်လုပ်ကိုင်တာအပောင်းဝင် အမျိုးမျိုးသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုတွေနဲ့တရားစွဲဆိုထားတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်ဘီမျိုးနယ်ပြည်လမ်းမှာရေတိမ်းမှမှုဖြစ်ပွားပြီးအမျိုးသားတအူသေးဆုံးတဲ့သတင်းကိုတင်ဆက်ပါမယ်။မော်ဘီမျိုးနယ်ပြည်လမ်းမှာရေတိမ်းမှမှုဖြစ်ပွားပြီးအမျိုးသားတအူသေးဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသားစုဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အော်တိုဝါလာ73ရက်နေ့ည10:29မိနစ်အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ပြည်လမ်းမှာရင်တိမ်မောက်မှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်မော်ဘီမြို့နယ်မိသက်စခန်းကမိငိမ့်တဲ့ရင်တစဉ်တန်တီမိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှာဖွေကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုရင်တိမ်မောက်မှုကြောင့်အမျိုးသားတအုပ်သေဆုံးခဲ့ပြီးအမျိုးသားနှုတ်ကတော့မစိုးရင်ရတဲ့အထင်အရရရှိခဲ့တယ်လို့သိရပါတယ်။ ၎င်းတို့ကိုမြစ်တာမြိုင်ပရဟိတအသင်းကလူနာတရင်နဲ့မော်ဘီမြို့ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဆက်လက်ပြီးဂါဇာစစ်ပွဲပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြေညာခဲ့ပြီးနောက်အနာရီပိုင်းတွင်ဂါဇာမှာဟာမတ်စ်ကအစ္စရေလစာကများကိုပြန်လွှတ်တဲ့တရင်ကိုတင်ဆက်ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂါဇာစစ်ပွဲပြီးသွားပြီလို့အော်တိုဘလာစရီရီကကြေညာလိုက်ပြီးရဲ့နောက်ငြိမ်းချမ်းညီလာခံကိုအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့အရှိလေပိုင်းဒေသကိုထွက်ခွာသွားခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့တစားကန်20ရက်ကပထမဆုံးတစားကန်အုပ်စုဖြစ်တဲ့အစ္စရေးတစားကန်9ဦးကိုအော်တိုဝါ73ရက်မှာဂါဇာမှာကြက်ချင်းဒီတပ်ဖွဲ့ထံလွှဲပြောင်းပေးလိုက်ပြီးလို့အစ္စရေးစစ်တပ်နဲ့အစ္စရေးလုံခြုံရေးအဖွဲ့တို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကြက်ချင်းဒီအဖွဲ့ကထုတ်ပြန်ပေးတဲ့သတင်းတွေအရတစားကန်9ဦးကိုသူတို့ကိုထိန်းသိမ်းစောင့်ရှောက်မဲ့သူတွေရဲ့လက်ထဲကိုလွှဲပြောင်းပေးလိုက်ပါပြီ။သူတို့ဟာဂါဇာမှာရှိတဲ့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နဲ့အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေထံသွားနေပါပြီလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးအစီအမံအရပါလက်စတိုင်းစစ်သွေးကြောအဖွဲ့ဟာမတ်စ်ကဒဇာကန်တွေကိုလွှဲပြောင်းပေးပြီးတာနဲ့တပြိုင်နက်တည်းအစ္စရေးကလည်းပြန်လည်အဖြစ်ထိန်းသိမ်းထားတဲ့ပါလက်စတိုင်းသား2000ဝန်းကျင်ကိုစတင်လွှတ်ပေးမယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ဆက်ဆွေးနွေးရေးသမားတွေဟာနောက်ဆုံးစီစဉ်ထားတဲ့အချက်တွေနဲ့ပတ်သက်ပြီးအော်တိုဝါ12ရက်ညပိုင်းအထိအငင်းခုန်ဖြစ်နေခဲ့ပါတယ်။အစ္စရေးကပြန်လွှတ်ပေးမဲ့ပါလက်စတိုင်းအကျဉ်းသားတွေထဲမှာစီနီယာပါလက်စတိုင်းခေါင်းဆောင်ခုနှစ်ဦးကိုထည့်ပေးဖို့ဟာမတ်စ်ကပြောကြားခဲ့တယ်လို့ဆိုပါတယ်။ စစ်ပွဲကပြီးသွားပါပြီလို့အမေရိကန်သမ္မတကအရှိအလေပိုင်းကိုထွက်ခွာလာတဲ့ F1 လေယာဉ်ပေါ်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်ခေါင်းဆောင်ဟာကာဇာမှာတစားကန်တွေပြန်လည်လွတ်မြောက်လာပြီးမကြမီအစ္စရေးနိုင်ငံကိုရရှိလာခဲ့ပါတယ်။အဲ့နောက်ထရမ့်ကအစ္စရေးပါလီမန်မှာမေခုံးပြောကြားခဲ့ပါတယ်။အဲ့နောက်အရှိအလေပိုင်းညီချင်းညီလာခံကျင်းပတဲ့အီဂျစ်နိုင်ငံကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။ထရမ့်ကဒီညီလာခံမှာကမ္ဘာခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးနှစ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ကာဇာစစ်ပွဲပြီးဆုံးရေးအတွက်သူ့ရဲ့အစီအမံတွေကိုထောက်ခံဖို့လည်းကောင်း အရှိလေပိုင်းငင်းချင်းကြီးကိုမြှင့်တင်ဖို့၎င်းကမ္ဘာကောင်းဆောင်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာ9ရက်မှာအစ္စရေးတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Hamas တိုက်ခိုက်ရေးသမားတွေက၎င်းတို့နဲ့အတူတစားကန်252ဦးကိုခါစားကိုခေါ်ဆောင်သွားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရက်ဖိုးကိုကစားသမားဘဝစိတ်ပြက်စရာအခြေအနေနဲ့အဆုံးမသတ်စေရတူဟဲသတိပေးတဲ့တင်ကိုတင်ဆက်ပါမယ်။အင်္ဂလန်သင်းနီးပြတောမတ်တူဟဲကတိုက်စစ်ကစားသမားရက်ဖိုးကိုကစားသမားဘဝစိတ်ပြက်စရာအခြေအနေနဲ့အဆုံးမသတ်စေရသတိပေးခဲ့ပါတယ်။ဒါပြင်၎င်းက Rashford ရဲ့အလားအလာကအကန့်အသတ်မရှိဘူးလို့လည်းသုံးသပ်ခဲ့ပါတယ်။ Rashford ဟာလက်ရှိမှာ Manchester United ကနေ Barcelona အသင်းထံအငှားသွားကစားနေပြီးစေပွဲကစားရာမှာ၃ဂိုးသွင်းပြီး၅ဂိုးဖန်တီးခဲ့ပါတယ်။ 28နှစ်အရွယ် Rashford အနေနဲ့ Aston Villa ကိုအငှားသွားကစားချိန်မှာလည်းအထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့မလက2024ခုနှစ်မလနောက်ပိုင်းပထမဆုံးအဖြစ်အင်္ဂလန်အသင်းမှပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။အင်္ဂလန်အသင်းဟာဒီကနေ့မှလဗီယာအသင်းနဲ့ခြေစစ်ပွဲအဝေးခွင့်ကစားရမှာပါ။ဒီပွဲမှာအနိုင်ရယုံနဲ့2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲအောင်မြင်ပါလိမ့်မယ်။ အလဲပဲရုပ်သံညနေခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းချိန်ခါဖြစ်ကြပါစေရှင်